အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်အော်တိုဘာလ2ရက်စေတရင်ကောင်းတို့သုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့စေတရင်ကောင်းတို့သုံးသက်ချက်များဟာတော်လံပြည်သူတွေစေတရင်အခြေအနေစိတ်ဝင်စားသူတွေအတွက်အကြံပြုတင်ပြချက်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့စေတရင်ကောင်းတို့သုံးသက်ချက်တွေကိုစစ်ကောင်စီဘက်ကလည်းစောင့်ကြည့်တယ်လို့ဒီဘက်ဤအောင် လက်လက်ကိုင်းအဖွဲ့အစည်းတွေစီးမဟာဗျူဟာစောင့်ကြည့်လေ့လာသူများကလည်းကြည့်ကြပါဗျ။ကျွန်တော်ရဲ့အကြံပေးချက်သည်ပြည်သူအတွက်သာဖြစ်ပါတယ်။မြေပြင်မှာလုံနေတဲ့လူတွေအားလုံးကိုကိုချင်းစားပါတယ်။မြေပြင်ကလူတွေသာတိုက်ပွဲတစ်ခုရဲ့အခြေအနေမှန်ကိုဖန်တီးနိုင်တာဖြစ်ပါတယ်။ကျွန်တော်လက်လန်းမိတဲ့မြန်မာပြည်တနံတလျားကစည်ရေးသတင်းအခင်းချင်းနဲ့အဓိကအားဖြင့်ဂျန်လူဖြစ်တဲ့အကျန်းဖက်တက်ရဲ့စည်ရေးလှုပ်ရှားမှုနဲ့ ထူးခြားဖြစ်စဉ်တွေကိုတင်ပြပေးခြင်းဖြစ်ပါတယ်တိုက်ပွဲတစ်ပွဲဆိုတာရေပြင်ကွန်မန်ဒါတွေကသာဆုံးဖြတ်ပေးပါတယ်ဒါပေမဲ့ဈားတဲ့ကြားတဲ့နီးဗျူဟာတွေမဟာဗျူဟာတွေကိုတော့အပေါ်ကစစ်ဘူအကျုပ်ကြီးများကပဲကျိုးကန်ချေလယ်လေးရှိပါတယ်ကျွန်တော်ဒီဆရာကြီးမဟုတ်ပါဘူးမန္တလေးတိုင်းမြင်းညာခရိုင်မထိုးကြီးမြို့နယ်မှာတော့နာမည်ကြီးတီတုစစ်စီတာရုံမနိုးအဖွဲ့ကိုတည်ကျက်လုပ်ထားနေတယ်ဖြစ်ပါတယ် တီလာရုံမဖွဲ့ဟာခေါင်းဆောင်ကိုယ်တိုင်ကလွှဲရင်အာလုံးဒီဘဟာညဉ့်ညံနယ်သားတွေပဲဖြစ်ကြပါတယ်။ခေါင်းဆောင်ရဲ့ရည်ချင်းကိုကြည့်ရမယ်ဆိုရင်တစ်ခေတစ်ခါကတဖက်ပူရိတာတွေရဲ့အိတ်ထောင်ထဲကတဆန်ကိုအော်တိုသူ့စီကိုရောက်လာနိုင်အောင်စွမ်းဆောင်ရည်ရှိသူမျိုးဖြစ်ပါတယ်။အဆိုပါမျိုးသမီးရဲ့လက်ထံဟာကာကွယ်ရေးအင်အားစုတွေဘက်ကစိတ်ဝင်ထိုးဖောက်နေပြီလို့ယူဆရပါတယ်။ဒို့ဒီမဟုတ်အချမ်းဘက်တပ်ကိုရောဒီဘက်ကိုရောနှစ်ဖက်ခွပြီးပလေးနေပြီလား။ဒါ우တော့ စောင့်ကြည့်ပေးရမှာကညဉ့်ညံနေသူနေသားတွေရဲ့တာဝန်ပဲဖြစ်ပါတယ်။နောက်တစ်ခုကတီလာယုံမဟာရခေတခါကလည်းတကယ်တမ်းရေးကြုံလာတဲ့အခါထွက်ပြေးသွားပြီးအတက်ခံလိုက်ရပြီဆိုပြီးတော့လဲကြော်သောသတင်းထွက်လာခဲ့မှုပါသေးတယ်။ကျွန်တော်မှသာကြည့်ရမယ်ဆိုရင်တီလာယုံမဟာစစ်တပ်ရဲ့လက်မသီးခပိုက်ဆောင်လက်နက်ကင်ခေါင်းဆောင်တွေထဲမှာ96ပါးသောယောဂါနဲ့သာတည်ဆုံးမဲ့ပုံကူအမျိုးအစားတွေကတယောက်ပါဝင်ဖြစ်နေပါတယ်။ အခုတော့ဒီလောက်ပဲပြောလို့ရပါအောင်မယ်ချားဆက်ဆက်တဲ့ရင်ကတော့ခရိုင်တရင်လေးရအကာဝေးတပ်ဖွဲ့ဝင်တယောက်အစ်စ်ကောင်စီကပြန်လဲပူပေါင်းသွားတယ်လို့ကြားသိရပါတယ်အဆိုပါအမောင်ဝင်သွားတယ်လို့သတင်းထွက်သူကရဲဘက်ကနေဗက်ပြောင်းစီရန်တအုပ်ဖြစ်ပြီးခြေကုပ်နေရာတွေတော်တော်များများသိနေတာမို့အခုနောက်ပိုင်းလေချောင်းပြတ်မှတ်တွေတိကျလာခြင်းနဲ့ဆက်ဆက်နေတာကိုတော့အထည်သွင်းစဉ်းစားရပါမယ်ပြည်ရဲ့ရကစေအချင်းနဲ့တင်းမာခဲ့တဲ့ညောင်မင်းရွာကိုပြည်သူစစ်တွေကထိ ंछ ုံနိုင်ခဲ့ပြီဆိုပြီးဝါရဖြန့်လာတာတွေ့ရပါတယ် ကြောက်တော့ရပြီပြန်သွားခြင်းမျိုးအဆင့်နောက်သာ ဖြစ်တယ်ဆိုပေမဲ့ကာဝေးအင်အားစုတွေဘက်ကလည်းဒရာစင်ကျော်ပေးဆက်ထားခဲ့ရပါတယ်မိလာတက်နေတဲ့မှာလည်းစစ်ကြောင်း၃ကြောင်းနဲ့မနေတက်ပြန့်နေတာကိုတွေ့ရပါတယ်ဝါနေမျိုးနဲ့နဘဲကန်ချေးရွာထဲမှာတော့ဒေသခံကာဝေးတပ်ဖွဲ့ဝင်တချို့လက်နက်နဲ့အတူဖမ်းဆီးခံထားရတာရှိခဲ့ပါတယ်ဝါနေမျိုးလေးဟာရန်ကုန်မန္တလေးကာလန်ဟောင်းမော်ကြီးမှာတရှိတာဖြစ်ပါတယ် အမြန်လမ်းမကြီးမပြီးခင်တော့အထိမန်လေးရင်နာကြောင်းလမ်းမကြီးတိုင်းသွားခဲ့ရပြီဆိုရင်ကြောက်ပန်းကဗလိုင်းထမင်းဆိုင်နဲ့လက်ပပြားချက်ကျော်ဝမ်းနှဲရောက်ပြီဆိုရင်တော့နမကြီးဆိုင်မှာလိုခဲ့တဲ့လေးစားထမ်းပက်လက်ကလထိုင်လေးတွေနဲ့နာပြီးရေချိုးလို့ရတယ်အပေါ်ပါသွားလို့ရတယ်ထမင်းစားလို့ရတယ်ဆိုပြီးညကားတွေစီးကအစုံစံသွားခဲ့ရဦးပါတယ်တမန်နေ့ကတော့ကြောက်ပန်းရဲ့အစ်မအမှတ်မှတ်ရရလမ်းဟောင်းကနေသွားပြီးနမကြီးဆိုင်လေးကိုဝင်ပြီးတော့အရင်လို့ လူသိမ့်မရှိတော့ပါမယ်။ထမ်းပက်လက်ကလထိုင်လေးတွေမှာတော့အနားယူသူမရှိပဲရင်ကွဲပက်လက်မျောနေတယ်လို့မျိုးလေးခံစားခဲ့ရပါတယ်။ဘာပဲပြောပြောမိဒ္ဒာတန်နဲ့အတွေ့အထိချင်းချင်းဝင်ရောက်လာတဲ့အနေထားရတော့တန်တယ်မှုတွေဟာပါဖောင်းအောင်စားဝင်နေသေးမယ်ဆိုခဲ့ရင်တော့နားပြအောင်အိမ်ရဲမှာမဟုတ်တော့တာကတော့သိကြနေပါတယ်။ဘိုးဘုံမျိုးကတော့မြေပြင်ချိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေချောင်းတက်ခိုက်မှုပြုလုပ်ခြင်းခံလိုက်ရပြန်ပါတယ်။ မန်လေးကနေပြည်ဦးလင်ဘက်ကိုစစ်ရင်တန်း22စီတက်သွားတာရှိခဲ့ပါတယ်။လုံချုံရဲစောက်ရောက်ရင်3စီရိတ်ခါခဲရန်တင်တဲ့ရင်5စီနဲ့အင်အား30ခန့်ပါစစ်ရင်14စီဖြစ်ပါတယ်။စရိကနေတာတိုင်းစစ်ဌာနချုပ်လျှောက်ခံတပ်တွေလို့တော့ခံမှန်းရပါတယ်။အခြားသတင်းများရလည်းချက်တလုံးဟာယခုလာဇာမန်ရက်ထက်မှာမန္တလေးတက်နေတဲ့ပြည်ဦးလင်တက်နေတွေကိုလာရောက်ဖို့ရှိနေပါတယ်။ မန္တလေးတက္ကသိုလ်အင့်တရာပြည်ဂျာဒီအခမ်းအနားကိုတက်ရောက်ဖို့ရှိနေတာဖြစ်ပြီးစီးမဲ့ကျဲပွဲနံပါတ်နဲ့မော်တော်ယာမာရောက်ရှိလာပြီဖြစ်ပါတယ်။ချမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ရဲကတော့အချမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းတွေလက်နက်ငယ်ပစ်ပေါက်ပြီးစတင်ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။စီအန်အာလေးနဲ့ပူးပေါင်းဖွဲ့တွေကလည်းနောက်ဆုံးအချိန်ထိရွရွချွန်းချွန်းခုခံသွားခဲ့တာကိုလည်းတွေ့ရပါတယ်။အချမ်းမြတ်ဟာမြို့ရင်းကိုအဓိကချေမုံရေးလမ်းကြောင်းနှစ်ခုနဲ့ဝင်လာခြင်းဖြစ်ပါတယ် မိုင်းနေသားတို့ကိုပါပိတ်ဆို့ခဲ့တာဖြစ်တဲ့အတွက်မိုးကုတ်လမ်းကြောင်းကိုပါဖြတ်တောက်မှုတစ်ခါလဲလုပ်ခဲ့တာကိုလည်းတွေ့ရပါဗျာဂျာဗတာတီဘောတီတစ်ဆက်နဲ့အောင်မြင်ချက်အမျက်ထုတ်မှုမှာဖြစ်ပါတယ်တီဘောမျိုးအနေထားကတော့လားရှုပ်ကနေပါနှစ်ဖက်ညှက်လာနိုင်မှုအခွင့်အရေးရှိနေတာကိုလည်းတွေ့ရပါတယ်အကြမ်းဖက်တဲ့အနေနဲ့ကြောင်မဲ့တစ်မျိုးလုံးကိုကွက်ပြင်းနေထိန်းချုပ်နိုင်မှုအတွက်တန့်ရရော အချိန်ရောယူအောင်မှာဖြစ်ပါတယ်။ လက်ရှိနေသားရကတော့နမ်ဆန်နဲ့မန်တုံနယ်မြေတွေဟာအကြမ်းဖက်တပ်တွေရဲ့ပြန်လည်ဝိုင်းပတ်မှုအောက်ကိုရောက်လူနေပါဖြစ်နေပြီလို့ဆိုရမှာဖြစ်ပါစကိုင်းတိုင်းကလေးဝမြို့ရဲ့စပကြီးစင်ကောင်းကျွဲကူးကစက်ကြီးရွာတွေကိုအကျန်းဖက်စစ်ကြောင်းတွေအင်အားသုံးဝင်ရောက်လာတဲ့အတွက်ဒေသခံတွေထွက်ပြေးတင်းရှောင်နေကြပြီဖြစ်ပါတယ်။ချင်းရင်းရဲ့နောက်ဘက်ကန်းကနေအရှိဘက်ကန်းဖြစ်တဲ့ကစက်အနှောပင်အထိရောက်ရှိလာတာကိုတွေ့ရပါတယ်။ မှန်သာပဲလေဒါအမှ99ချင်းမြန်တတ်မှဌာနချုပ်ရဲ့စစ်ကြောင်းတွေရောက်ရှိလာတာဖြစ်ပါလိမ့်မယ်။ချင်းလင်းမြေစစ်ဘက်ကပြည်သူစစ်စခန်းတွေလက်လွတ်ဆုံးရှုံးခဲ့ရတဲ့အတွက်နေမြေကစစ်ကြောင်းတွေဟာအာမထရတော့တဲ့အတွက်အဝေးတပ်တွေကိုထုတ်သုံးလာတာကိုတွေ့ရပါတယ်။တခုသတိထားမိနေတာရှိပါတယ် အကြမ်းမဲ့တဲ့ရဲ့အလေးကအရာစီပိုင်းကိုသာ time scale လို့ခေါ်တဲ့တိုက်ခိုက်ရေးတိုင်းရင်းတည်းမှာအလွန်ဆုံး6နှစ်ထက်တာမန်အားဖြင့်တစ်ဆက်တစ်ဆက်တည်းထားလို့မရှိပါဘူး။အောက်ခြေစစ်တီတွေကတော့များသောအားဖြင့်တစ်ဆက်တစ်ဆက်တည်းနှစ်ပေါင်း20အစိတ်နေတော့ရလိမ့်ရှိပါဘူး။ဘိုလေးလို့ခေါ်တဲ့နောက်ဘူကြီးကျယ်ဖြစ်ခဲ့ရင်တော့မိဆိုင်ရာတပ်တွေကသာရွှေ့ပြောင်းလာတာဖြစ်ပါတယ်။အရင်တော့ကပေါ့အခုတော့မသိပါဘူး။အရင်တော့က 55နှစ်ကျော်ပြီဆိုရင်စက်ပြစ်ချက်ခွင့်ရပြီပါကအခြေချလိုတဲ့မြို့ရွာနဲ့နီးစပ်တဲ့တိုက်ရင်တွေကိုပြောင်းရွှေ့စေတာမျိုးတွေရှိပါတယ်။နောက်ပြီးတော့တိုက်ရင်တင်းထဲမှာ သားဖ၊ညီကိုရင်း၊ရောက်ခမနဲ့သမက်အတူတူထားလည်းမရှိပဲခွဲပြစ်လည်းရှိပါတယ်။အခု30-20ခုဆက်စင်နောက်ပိုင်းအစားလို့အချမ်းဖက်တက်ဟာနေပြည်တော်တိုင်ရင်ကတန်လီစစ်တီတွေကိုအယုံကြည်မရှိတော့ပဲအဝေးတွေပို့နေတာကိုတွေ့ရပါတယ်။ ပြောချင်တာကအကြမ်းတက်ကနှစ်ပေါင်းများစွာတုံးလာတဲ့ရှီယုံဆွဲအလေးချက်တွေကိုဖယ်ရှားလာတာကိုတွေ့ရပါတယ်။စစ်တပ်တွေကဝဲစားတွေကတော့မကြိတ်မိသေးပါဘူး။ထောက်ပံ့ကြီး၃တောင်းတိုးပေးတဲ့ဟာငါတို့နိုင်လာပြီဆိုပြီးပြောနေကြအောင်မယ်ထင်ပါတယ်။နောက်ဆုံးကြရင်တော့နင့်ဘဝကိုတီဆောင်ရင်ငါဘဝပြည့်ရတယ်လို့ဆိုကြအောင်မယ်ထင်ပါတယ်။ရေဦးတည်းလမ်းမိုက်မှာတော့အကြမ်းဖက်တိုက်ရဲ့စစ်ကြောင်းလင်းကြောင်းတပ်ဖြန့်လှုပ်ရှားလျက်ရှိခဲ့ပါတယ်။ အင်အားစီစဉ်တဲ့စစ်ကြောင်းကြောင်းအားအောင်သာရွာတို့မှရောက်ရှိခြေပြုနေပြီးနောက်ထပ်စစ်ကြောင်းကြောင်းကတော့ကားလမ်းမကြီးကိုခြိစစ်ဝင်ရိုးတတ်မှတ်ထားပုံရပါခပေါင်းကြိုင်ဘက်သို့ဥတီရွေရှားလျက်ရှိနေပါတယ်ညနေပိုင်းမှာတော့အဆိုပါစစ်ကြောင်းကြောင်းအားတနေရွာထဲမှာပေါင်းစုံပြီးအခြေပြုရလို့သိရှိရပါတယ်ဒါကြောင့်ဒေသခံတွေအနေနဲ့30ပါကောမူးဆုံးရေဦးလမ်းမိုင်းမှာဖြစ်တွေ့တိုက်ပွဲတွေအပြင်လေကြောင်းတိုက်ခိုက်မှုပါရှိလာနိုင်တာမို့ အထူးဂယုစိုက်ကြကိုစော်အောနေတာကိုလည်းတွေ့ရပါတယ်။သတိပေးနေသေးမှာပဲနေချောင်းတက်ခိုင်းမှုပြုလုပ်သွားပြီလို့သိရှိရပါတယ်။ကံရဒေတာမှာလည်းအထူးတိုက်ပွဲတွေရှိနေပါတယ်။စနေနာရီမျိုးနဲ့တိန်ခွန်းရွာတဝိုက်မှာလဲကာဝေးအင်အားစုတွေရဲ့ယာယီခြေကုပ်စကန်းငယ်တစ်ခုကိုစီးနှင်းခံခဲ့ရတာရှိပါတယ်။တဝဲခရိုင်တရားဆောင်မျိုးနဲ့အင်ဂျာတဝိုက်မှာလဲတွဲဆုံပြစ်ဖြစ်စဉ်တစ်ခုရှိခဲ့တာကိုတွေ့ရပါတယ်။ အကြမ်းဖက်တာဟာကာယဝန်ဒေတာတိုင်းစစ်ထာနာချုပ်နယ်မြေအတွင်းမှာစစ်ကြောင်းတွေတပ်ဖြတ်လှုပ်ရှားမှုတွေရှိလာပေမဲ့ကာဝေးအားစုတွေနဲ့ထိတ်တဲရင်ဆိုင်လိုအောင်မရှိပဲရှောင်ကွေးမီနောက်ချံခြေကုန်စခန်းနဲ့အဖွဲငယ်လေးတွေကိုရှာဖွေကအလင်းငယ်ယူတိုက်ခိုက်လာတဲ့အနေအထားမျိုးဖြစ်တယ်လို့ကောက်ချက်ချရမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဘလောက်ခြေဆိုင်အမှတ်180ခြေလီတိုင်ရင်ကကော့ဆာလူစစ်လေးဦးကလည်းဒေသခံကာဝေးတပ်ဖွဲ့တွေဘက်ကိုလက်နက်မဲ့ထွက်ပြေးအလင်းဝင်လာတာလည်းရှိခဲ့ပါတယ်။ ကျင်းနေပြီနဲ့ဘောလခဲကိုတော့ဆေးရအင်းနေနဲ့ရိတ်ခါခဲရဖြစ်တင်းမှုတွေတောက်လျှောက်ပြုလုပ်နေကြဖြစ်ပါတယ်မာခရော့ရှီကနေထွက်လာတဲ့စစ်ကြောင်းကတော့သတင်းစာနာထွက်လာတာမျိုးရှိမလားသိပါဘူးအမက်ဆန်လေးတပ်မတော်တပ်ပြင်းလက်ကျင်အကြောင်းရဲ့အကြောင်းကြီးကတော့ရင်တစ်ပိုင်းလူတစ်ပိုင်းချီတက်စင်းဆိုတဲ့နီးပြူပါဘူးအသုံးပြလာတာဖြစ်ပါတယ်ချီစီရဲ့အချိန်ကန်သဘောတရား principle ၉ချက်ရှိပါတယ်တစ်ကျေပြတာကကင်းအောင်ချင်း နှစ်ခြေစက်အောင်မကြအောင်ထိန်းသိမ်းခြင်းသုံးနေချောင်းအင်အားကိုအသုံးပြုခြင်းနေချောင်းအင်အားနဲ့ပဲအသက်ဆက်ပြီးရှစ်တက်နေတာကိုတွေ့ရပါဟေးလက်အောက်သို့အာနာဖြတ်ဝင် ပေးထားခြင်းငါမှန်ကန်စွာစုပ်ွဲပေါင်းဆက်ခြင်း၆ခြေတက်မှုအစီအစဉ်ကောင်းခြင်းခေါ်စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်ခြင်း၈အောက်ကြောင့်မှုနဲ့ထောက်ပံ့ပို့ဆောင်ရေးစနစ်ကောင်းခြင်း၉ကြည်ကြကိုကဲမှုနဲ့ဆက်သွယ်ရေးစနစ်ကောင်းခြင်းစတဲ့အချက်တွေပဲဖြစ်ပါတယ် စစ်ကြောင်းကြီးပြီးပြီးတန်းစီညာကြီးနဲ့စတွေ့ကြပြီလို့ဆိုရမှာပါကျွန်တော်မှလာသူ့လက်ထဲရောက်မှသူကစစ်တပ်ကလူကြောင်းကြီးလောက်ခဲ့ရတာဆိုတော့အောက်ကဂျူနီယာတွေကိုလည်းကြောင်းဖြစ်ဖို့ရမယ်ဥပဒေဒီပလိုမာစီနီယာလို့တက်ပြီးရမယ်ဆိုပြီးအကွက်ဆန်းတွေထွင်လာတာဖြစ်ပါတယ်ဖရူဇိုဘောလကဲလာမိုင်းကိုဖြတ်ခဲ့တော့တော့တင်းလေးလုံးစစ်စင်ရေးတော့ကမပြီးတော့နာနေတဲ့အစီရင်နံကာမီဖုတ်တွေကိုတွေ့ခဲ့ရဦးပါတယ်ဒီတစ်ချိန်မှာရော တရားဝင်ရွေးကောက်ပွဲအမီစစ်ကြောင်းတွေရောက်မရောက်ကတော့စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။စိတ်မကြခင်ဇပိုင်းအတွင်းမှာတော့တကြောင်တို့လမ်းပွင့်သွားနိုင်ရည်ရှိပါတယ်။အချိန်တို့ကာလအတွင်းမှာတမုတ်ချင်းအင်အားတိုးလာတဲ့ပအုပ်ပြည်သူစစ်တွေကိုဘောလခဲစစ်မြေပြင်အထိခေါ်ဆောင်လာခဲ့တာကိုတွေ့ရပါတယ်။ပေါ်ပြည်သူစစ်တွေကိုရှမ်းတောင်ကရင်ပြည်အစနယ်မြေတွင်သာမကပဲနယ်ကျော်ထိုးစစ်ဆင်လာတဲ့နောက်ဆက်တွဲရလကတော့ဒေသခံတွေအတွက်အထူးစိုးရိမ်ပွဲရာဖြစ်ပါတယ် တခုကြားပြန်ပြောပြရသေးအခုနောက်ပိုင်းမှာချက်တုံးဟာနိုင်ငံသားခီးစဉ်တွေပြီးရင်လေယာဉ်ပေါ်မှာနေအင်တာဗျူးလာတာကိုတွေ့ကြရမယ်ထင်ပါတယ်အဲ့ဒါဘာဖြစ်တာလဲဆိုပြီးတော့မေးကြပါတယ်အဲ့ဒါဘာဖြစ်တာလဲဆိုတော့မအောင်နိုင်တာလို့ခေါ်ပါတယ်ချက်တာထဲမှာအထက်ကနေအောက်ကိုတော်ကီပွားပြီဆိုရင်အဲ့ဒီတရမူအဲ့ဒီဘုံမူကအရန်ချိမော့တယ်ပေါ့ဗျာရှင်ကြီးကြီးဆိုရင်တော့လေလေနန်လေလို့ပြောကြတာပေါ့ ကြည့်လိုက်ပါဇော်မဲလုံးတော်ခွေးသိမ့်မပေးတော့ဘူးဟဲ့အောင်ငါရင်ပေါက်မယ်မင်းလေမောဆင်းမှာပေါက်ဆိုပြီးလှုပ်လာတာကိုတွေ့ကြမှာပါအာနာမသိခင်တော့ကစက်တော်ဟာဘလို့ပေါက်ခဲ့လဲဆိုရင်စက်ချုပ်ဆိုတာဆက်ပြီးယာလူတိုးစရာမရှိတော့ဘူးဒါပေမဲ့မနာမနေစူးစမ်းနေတော့မယ်သူ့ကိုအတူယူချဖို့လိုတယ်ဆိုပြီးသူ့ကိုယ်တိုင်ပြောခဲ့ဘူးပါတယ်မနာမနေစူးစမ်းလိုက်တာတတိုင်းပြည်လုံးကြာကြပြီးတော့ကျက်တော်ကတော့ယာလူတွေဘယ်နှခုထပ်ယူထားလိုက်ပါပြီလေ အခုလဲလေးရမမစိတ်လိုက်ကြပေါက်ပြီးသူ့ရဲ့လက်မယုံခေါင်းဆောင်တွေကိုဆက်ပြီးပေါက်ပါတယ်တကားပိန်ကြီးပေါက်တယ်ဆိုတော့စဉ်းစားတာကြည့်ပြီးရောဘယ်လိုပေါက်လဲဆိုတော့နိုင်ငံခေါင်းဆောင်ဖြစ်ရင်ခဏတာတာဝန်ယူနေရစဉ်အတွင်းနိုင်ငံအကျိုးတက်မတော်အကျိုးမင်းတို့အကျိုးတွေကိုပါကြည့်ပြီးပြည်တွင်းမှာလဲလိုအပ်လာပါကအပြုတ်တက်ခဲ့ရသလိုဥရောပထိပါတက်ပြီးအပေါင်းကျွေးပြခဲ့ပြီးဖြစ်တယ်ဒါကြောင့်မျိုးသက်စစ်ခေါင်းဆောင်နေနေနိုင်ငံကြီးများကိုမျက်နှာအောက်ချဆက်ဆံတက်ကြဖို့လိုပြီး ပြည်ရင်းလက်နက်ကိုင်တွေကိုတော့ပြက်ပြက်သားသားလုပ်ရရမယ်ဆိုပြီးပြောနေပါလိမ့်မယ်။အတန်ငယ်ထူးခြားနေသလိုရှိတာကတော့လက်ရှိဝင်းကြီးချုပ်အပေါ်မပြောတဲ့ညိုစောဟာအပေါ်မပြောပဲလူနှစ်ယောက်တစ်ပိုင်းသာရှိတဲ့ကိုကိုကျောင်းကနေဝင်ပြီးအရွေးခံတော့မှာကိုတွေ့ရပါတယ်။လက်ရှိဝင်းကြီးချုပ်ဖြစ်နေတဲ့အတွက်လာမယ့်တရားမဝင်အစိုးရဘက်မှလည်းမူလရာထူးထက်မနေနဲ့တဏျာသာကိုဦးထားတယ်။နေမယ်မနေဘူးကတော့ချက်တရုတ်ရဲ့သဘောလား ဘသူ့သဘောပါလေလေမွေးတိုင်းစေုပ်ချုပ်ရေးကြေညာထားတဲ့ဒီနေ့မျိုးကိုတော့ဂျမန်လေးမနေ့ပိုင်းကဆေးရရင်တစည်းနဲ့စနာရီကအချိန်ယူပြီးရိတ်ခါခရမ်းလို့အထုပ်30လေဒီနဲ့ချပေးခဲ့တာကိုတွေ့ရပါတယ်။တရားမွန်ရွေးကောက်ပွဲမလုံနိုင်တော့ဘူးဆိုပြီးလက်လျှော့ထားတဲ့မြို့နယ်တွေထဲမှာပါဝင်လာခဲ့ပြီးအကြမ်းဖက်တပ်ဖွဲ့ဝင်တဲ့ပြည်သူ့စစ်အင်အား900ခန့်အခြေပြုလှုပ်ရှားနေကြတာလည်းဖြစ်ပါတယ်။ ငဖဲမျိုးနဲ့နိုင်ငံစစ်မျက်နှာမှာတော့အာရခနဲ့ပူပေါင်းတပ်တွေဟာပသိမ်မော်ယာလမ်းမကြီးဘက်ကဗရန်လန်းဆောင်အနီးဆယ်မိုင်အကွာဝေးထိချင်းကပ်လာနိုင်ပြီလို့ဆိုရတော့မှာဖြစ်ပါတယ်။ဂုံကြီးစကန်းဟိုသာအကြမ်းဖက်တပ်ဟာလက်လွတ်ခဲ့ရပြီဆိုပါလေပသိမ်မော်ယာလမ်းဘော်ကိုရောက်ဖို့ပြင်းဝစစ်စစ်ဂိတ်တစ်ခုသာကြီးကြီးမားမားကြံရှိတော့မှာဖြစ်ပါတယ်။အမရန်လမ်းပိုင်းမှာလမ်းအောင်းနဲ့လမ်းစစ်ဆိုပြီးနှစ်ခုရှိပါတယ်။လမ်းစစ်က ယခုခုံကြီးလာခဲ့ပြီးနိုင်ရီကစကန်းကိုရှောင်ကွင်းသွားတာဖြစ်ပါတယ်။လမ်းကတော့လိုင်ရွာဘက်ကနေနိုင်ရီကတာဝါတိုင်းစကန်းကိုဖြတ်သွားတာဖြစ်ပြီးလမ်းနှစ်ခုစလုံးဟာတုံကြီးမှာသွားပြီးဆုံပါတယ်။ယခုအကြမ်းဖက်တပ်တွေနေရာထားတမှုမှာလမ်းစဉ်မှာဆိုရင်ခုံကြီးနဲ့စင်ကိုနာခြံတဝိုက်မှာသာခြေကုပ်ယူထားတာဖြစ်တယ်လို့လမ်းပါကနိုင်ကျေးရွာတဝိုက်နဲ့နိုင်ရီကတဝိုက်မှာသာတပ်ဖြန့်ထားနိုင်ရင်ရှိပါတယ်။ လမ်းအောင်နဲ့လမ်းနဲ့ဆိုရင်လမ်းအောင်ကိုပို့ပြီးအာယုံရတာကိုတွေ့ရပါတယ်။လမ်းအောင်ပဲကျတော့လိုင်းရွာသာပောက်သွားမယ်ဆိုရင် အမတ်ဆက်လေးကာဝယ်ရေးပစ္စည်းဆက်ရုံရဲ့နောက်ဘက်ကူပါရောက်သွားမှာဖြစ်ပါတယ်။ယခုဂုံကြီးစကန်းကိုသာအာရခနဲ့ပူပေါင်းတပ်တွေကထိမ့်ချုပ်သွားခဲ့တာသိကြပြီဆိုပါလေ။ပြင်းဝတုံကြီးလမ်းမိုင်းဟာအကြဖက်တက်အသုံးမပြုနိုင်တော့ဘူးဖြစ်ပါတယ်။ဆိုတော့စင်ကိုနာချန်အနီးတစ်ဝိုက်ကဝီဝါဒီ ခုံကြီးစကားကိုပဲပြန်တိုက်ရမည်လောနိုင်ရေကပင်မစခန်းကုန်းတို့သာတွားရောက်ပူပေါင်းရမည်လောဆိုတာကတော့စိတ်ဝင်စရာစရာကောင်းနေပြီဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ကကြားဖက်တဟာစင်ကိုနာချာရဲ့မြောက်ဖက်လင်းတဲ့ဘက်ကိုတတ်ဖြန့်ခဲ့တာရှိပါတယ်အဆိုပါတတ်ဖြန့်မှုအပြီးမှာပဲဂုံကြီးစကန်းကိုတိုက်ခိုက်ခံရပြီးလက်လွတ်လိုက်ရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ် လာနိုင်ရံဘက်ကဆိုရင်လေကဘာလုံးပင်မစကန်းကုန်းရဲ့အထက်ဖက်တာဝါတိုင်းစကန်းကုန်းဟာအာရခတပ်ဖက်ကထိန်းချုပ်ထားတာဖြစ်ပါတယ်ဒီလိုလားဆိုပါလေအမ်ဘက်တို့မရရအောင်တက်ရမယ်ဆိုပါကလန်အောင်တိုင်းနိုင်ရံမှနေတစ်ဆင့်ရှင်ကိုနာခြံဘက်တို့ထိုမှတစ်ဆင့်လင်းနေတုံကြီးမှသည်ရခိုင်ပြည်နယ်တဲ့တို့ဝင်းရံဆိုတဲ့အစီမံတစ်ခုသာရှိပါတော့တယ် ပြီးခဲ့တဲ့စက်တင်ဘာလနောက်မှန်းချိတွေ့တိုက်ပွဲဖြစ်စဉ်တွေမှာတော့အမတ်ဆက်ခွန်စစ်စေးကိုကဲမှုဌာနချုပ်ရဲ့လက်အောက်ခံတပ်တွေဟာအတုံယုံအထိနာခဲ့တယ်ဆိုတာကတော့အထင်ရှားဖြစ်နေခဲ့ပြီးပူပေါင်းတပ်တွေဘက်ကလည်းအဖိတ်စင်အနှဲငယ်ရှိခဲ့ပါတယ်။နဗတ်တရနေသားရာနိုင်ရကံပင်မစကန်းကိုချန်လက်ပြီးအကြမ်းဖက်တပ်ဘက်ကရခိုင်ရိုးမပေါ်တက်နိုင်ချိုးပန်းနေသလိုအားရခိုင်နဲ့ပူပေါင်းတပ်တွေဘက်ကလည်းပသိမ်မုံရလမ်းမစီတို့ဥတီနေတာကိုတွေ့ရပါတယ်။ နောက်ဆုံးအချိန်လေးရာမင်းဘူးကကမ်းမှာလဲရေရင်ဆက်တစည်းကန်းကန်းရန်နာလေးရရှိနေတယ်လို့လည်းသိရှိထားပါပြီးခဲ့တဲ့ဂျပန်ကလည်းစီအန်အစီး၂၀ရောက်ရှိခြံခွဲခဲ့တာလည်းရှိပါတယ်အဆိုပါအင်အားတွေသာ အမှန်ကန်ဖြစ်ခဲ့မယ်ဆိုရင်တော့ဂျမ်ဘက်တာနတ်ရေကန်စခန်းကိုခံစစ်ဆင်မှုဆိုတဲ့အင်အားထက်ပိုမိုတာလွန်နေတာကိုတွေ့ရပါတယ် လမ်းဝတဲ့ရင်နိုင်ရကလမ်းတကတက်မယ်ဆိုရင်မြေလက်ရွာထိတာရင်ဖြင့်ခြိတက်လို့ရမယ်အနေထားကိုလည်းတွေ့ရပါနိုင်ရကစစ်ဒေသမှာတိုက်သူခံသူနှစ်ဖက်စလုံးအတွက်အချက်အချာမြေကတော့ပသိမ်မုံရလမ်းမကြီးနဲ့10ကီလိုမီတာသာကွာဝေးတဲ့ပြင်းဝပူပေါင်းခိတ်လို့သတ်မှတ်ရမှာဖြစ်ပါကြောင်းသုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်စိုက်ပွဲကြည့်ရင်အောင်ပွဲကြည့်